ဘုရားသခင်ကိုရမကြီးကဟောတယ်ဝါတဲ့မင်းတို့အင်မတန်ရေးကြီးတဲ့ချက်မင်းတို့မှနောက်ကလိုက်ပြီးဒီကလာနေပါတယ်ဆိုတဲ့ဥစ္စာကိုသူသတိပေးရှာတယ်ရေးကြီးတဲ့ချက်ကဘာတုံးဆိုလို့ရှိရင်ဒီဘုန်းကြီးတို့မျိုးရေးရှိဘက်ကနေပြီးဒီကလာတောင်ကြီးတွေရှိကြတယ်အဲ့ဒီတောင်ကြီးတွေပေါ်မှာဘုရားရဲ့တိထံသာရာတော့မြစ်တောင်မဆံမှုတောင်တွေကျော်ပြီးဒီကလာဒီမျိုးတွေဒီဘာတွေရေးသွမ်းမို့သွားမယ်ဆိုလို့ရှိရင်လဲသွမ်းမို့နိုင်တာပဲသွမ်းမို့သွားလို့ရှိရင်ဖြင့် လေမရှိတက်မရှိဖောင်မရှိဒီလိုပုံကိုယ်တွေကဗယမရာမြော့ပြီးကလာအေယဝရီတဲ့ရောက်ပါလိမ့်မယ်အေယဝရီကနေပြီးကလာသမုဒ္ဒရာရောက်သမုဒ္ဒရာရောက်ငားလိုက်မကန်းလို့အစာဖြစ်ကြလိမ့်မယ်ဆိုတာလည်းအထင်ရှားပဲဖောင်မရှိလေမရှိနဲ့ဆိုကြရင်လေဘလူလွတ်เสียရှိတဲ့ကုန်းတို့မင်းနေလို့ရှိရင်ဖြင့်အင်းဖောင်မရှင်မင်းနဲ့မဲ့နေတဲ့ပုဂ္ဂိုလ်အိတ်နေတဲ့ပုဂ္ဂိုလ်တွေအဖြစ်ဗယမရာမြော့လို့ नाले मुखाने साक्षी तो लोधी माले मरना सूर्य ये जी आरे गैरे मारू लाने बिलो मच्छा जम मरना सूर्य ये जी आरे आलम बु अबे म्यो में ये जी आई सी मिसी संसाजी बा आलम बु अबे म्यो में ये जी आ एकांशी दिखाई सी बा होनी ले मच्छाम बुरी गैरे मारे ले मच्छाम अकों म्यो मावे अकों म्यो में ये जी आ လာနေပြီဆိုတာလည်းတရားဓမ္မတွေကတန်တရားမရှိနဲ့လာနေပြီလို့တရားကြွမှတ်ပြီတော့ဒီတဲ့ဘုရူကြံရမလဲလို့မေးတဲ့ခါကြလို့ရှင်ဖြင့်မကင်ဖောင်ကြီးများလှုပ်ထားနိုင်တဲ့ပုံကိုဖြင့်မြုပ်ချင်းမြောက်ချင်းဆိုတဲ့ပင်လေတဲ့တော့မရောက်ပြီမှန်ပါဗျာဆံရတဲ့ရာဖြစ်တဲ့နိဗ္ဗာန်တောင်ကမ်းပေါ်ရောက်ကြလိမ့်မယ်မှန်ပါဗျာမကင်ဖောင်မရှိတဲ့ပုံကိုမှဖြင့်ခဏကအိပ်ပြော်လို့ဗယံမရာမျောပြီးငါးလိမ့်ငန်းတို့အစာဖြစ်ရသလို့ ဒီကဓမ္မတွေလည်းဖြစ်ရမှာဘုရားသခင်ကိုရမေကြီးမြင်တော့ကြောက်အိပ်ပျော်ခြင်းကိုဖြစ်တကယ်အသက်ရှူရှိုက်ဟောက်ပြီးအိပ်နေတာကိုဘုရားကဆိုလိုတာမဟုတ်ဘူး။သာယသမီးရှိပွားရေးတွေဟူသောလောဘအဝိဇ္ဇာတို့တဏှာတို့နဲ့လောက်ကင်နေတာဟာငါဘုရားကအိပ်ပျော်ခြင်းလို့သတိပေးပါတယ်လို့ဆိုတာမှတ်ထားကြပါဘုရား။